အားလုံးကိုတခင်ရရှိနာမ၌ယေနာရှာဖွေပါအစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေ။ယေနာရှာဖွေပါအစီအစဉ်ကတော့ဒီမှာကျန်းစာထဲကအကြောင်းအရာများကိုဒီတကွာရှာဖွေလေ့လာခြင်းပဲဖြစ်ပါတယ်။ဒီလအထက်မှာတော့ကျွန်တော်ကြားဘူးနေကြဆက်ကလေးများရဲ့အနေအထိပ်ပဲများကိုရှာဖွေခြင်းပဲဖြစ်ပါတယ်။သုံးခဲတဲ့ဘက်က Shalom ဆိုတဲ့ဆက်ကလေးရဲ့အထိပ်ပဲကိုကျွန်မမေးထားပဲဖြစ်တဲ့ကျွန်မတဲလွန်စာလေးလည်းပေးထားတယ်။တဲလွန်စာတွေကိုတင်ရှာဖွေထားမယ်ဆိုလို့ရှိရင်တော့အဖြေကိုရရှိမှာဖြစ်တယ်။ဆိုတော့အားလုံးပဲအဖြေအတွက်ဆင်ခြင်ရှိနေပြီဆိုတော့ Shalom ရဲ့အဖြေကတော့ငြိမ်သက်ခြင်းပဲဖြစ်ပါတယ်။ဒီနေ့အားဖြင့်အာဂျူးလူမျိုးတွေကဒီ Shalom ဆိုတဲ့စကားလုံးကိုနှုတ်ဆက်တဲ့အခါမှာလည်းအသုံးပြုတဲ့စကားလုံးပဲဖြစ်တယ်။သူတို့ကခွဲခေါ်တဲ့အခါမှာလည်း Shalom Shalom ဆိုမှ Shalom ကိုနှစ်ခေါက်ပြောပြီးတော့မှသူတို့ကနှုတ်ဆက်ခွဲခေါ်တဲ့စကားလုံးနဲ့ဖြစ်ပါတယ်။ဆိုတော့ဒီ Shalom ရဲ့အတိတ်ဘက်ကအင်မတန်မှလေးနက်ပါတယ်။မကြောင်လဲဆိုခါမှာဒီငြိမ်သက်ခြင်းဆိုတဲ့အရာကြီးကအရာအလုံးအစဉ်ပြေနေမှအရာအလုံးချုံးမွနေမှ ြောတဲ့စကားလုံးမဟုတ်ဘဲနဲ့အဲ့စကားလုံးကဘယ်ချိန်မှာကိုယ့်ရဲ့သက်တာထဲမှာကောင်းကြီးမင်္ဂလာနဲ့တကယ်ပဲငြိမ်သက်ခြင်းရောက်လာလဲဆိုတဲ့အခါမှာဒီဒီဘဝမှာရှုပ်ထွေးနေတဲ့ချိန်မှာပူပန်မှုတွေများစွာကြားထဲမှာရှိတဲ့ငြိမ်သက်ခြင်းကိုဆိုလိုခြင်းလည်းဖြစ်ပါတယ် ။တခင်ယေရှုခရစ်တော်အားဖြင့်တင်းနေခြင်းတို့ကငြိမ်သက်ခြင်းကိုရရှိနိုင်တာဖြစ်ပါတယ်။တင်းရဲ့တာရမှာငြိမ်သက်ခြင်းကိုတောင်းတတဲ့လိုချင်တယ်ဆိုလို့ရှိရင်ငြိမ်သက်ခြင်းကိုပေးပိုင်တဲ့ငြိမ်သက်ခြင်းအရှင်ကိုတင်းရဲ့ဘဝမှာလိုအပ်နေတာပဲဖြစ်ပါတယ်။ထိုအရှင်ကိုနေရပေးမယ်ဆိုလို့ရှိရင်တင်းဘဝမှာအသက် ကြရရင်အနေအမြင့်တွေဘလောက်ပဲရှိနေပါစေငြိမ်သက်ခြင်းကဘယ်တော့မှပျောက်သွားမှာမဟုတ်ဘူးဒီ Shalom ဖရားရဲ့ငြိမ်သက်ခြင်းကအသင်ကိုမာစာပေးနေမှာဖြစ်တယ်အာမင်ဒါကြောင့်တင်းတာရဲမှာဒီ Shalom ငြိမ်သက်ခြင်းအရှင်ကလမ်းပြပို့ဆောင်ပေးပါစေစတောင်းပေးပါရယ်အာမင်ဆိုတော့ကျွန်တော်ဒီဒီဘတ်ရဲ့မေခွန်းတက်လဲကျွန်မအားလုံးကိုဒီနေ့မေ့ချင်တဲ့အစင်သရှိနေမလို့ယုံကြည်တယ်ဒါဆိုရင်တော့ဒီဒီဘတ်ရဲ့မေခွန်းအတွက်ဒီတကွာဗီယနာကိုရှာဖွေကြရအောင် ဒီတစ်ပတ်ရဲ့မေခွန်းကတော့ Thora ဆိုတဲ့စကားလုံးပဲဖြစ်တယ် Thora ဆိုတဲ့စကားလုံးရဲ့အတိတ်ဘက်ကပါလေ Thora အမတမစဝင်စားစရာကောင်းတယ်ဒီစကားလုံးကိုတော့အတင်းတော်တွေတော်များမှမကြားဘူးပင်မဲ့ကျမတို့ယုံကြည်သူများနဲ့လည်းတိုက်ရိုက်သက်ဆိုင်တဲ့စကားလုံးဖြစ်တယ် Thora အဲ့စကားလုံးကပါလေတေလွန်စာလေးပေးခြင်းနဲ့တေလွန်စာနံပါတ်1ကတော့ဒီစကားလုံးကအင်္ဂလိပ်စကားလုံးလည်းမဟုတ်ဘူးသူကဟေပြဲစကားလုံးဖြစ်တယ်ဟေပြဲစကားဖြစ်တယ် တက်လွန်စနံပါတ်2ကတော့အေးဒီရလူမျိုးတိုင်းလိုက်နိုင်ရတဲ့အရာဖြစ်တယ်။ဘုရားသခင်က မောရှိကို ပေးလိုက်တဲ့အရာဖြစ်တယ်။ပြီးတော့မောရှိကနေပြီးတော့မှအေးဒီရလူမျိုးတွေကိုပြန်ပြီးတော့မှလက်ဆင့်ကမ်းတဲ့ Torah လည်းဖြစ်တယ်။ဆိုတော့ဒီ Torah အတိုင်းပဲအေးဒီရလူမျိုးတွေကလိုက်လျှောက်အသက်ရှင်ရတာဖြစ်တယ်။နောက်တက်လွန်စလည်းပေးခြင်းသေးတယ်။တက်လွန်စနံပါတ်3ကတော့ဒီဂျူးတွေရဲ့ကျမ်းစာမှာ ရေးထားတဲ့ပထမ၅အုပ်ကိုလည်းရည်ညွှန်းခြင်းပဲဖြစ်တယ်ဆိုတော့ဒီဂျူးတွေရဲ့ကျမ်းကျမ်းချက်เนาะကျမ်းစာအုပ်၅အုပ်ကလည်းကျွန်တော်တို့ရဲ့ဓမ္မဟောင်းကျမ်းထဲမှာပါတဲ့ကျမ်းအုပ်များကျမ်းစာအုပ်များလည်းဖြစ်ပါတယ်ဆိုတော့ဒီတဲလွန်စာများကိုကျွန်မပေးထားပြီဆိုတော့အားလုံးပဲဒီအဖြေထောရာရဲ့အတိတ်တွေကိုနားလည်မလို့ဒီအရာကိုရှာဖွေနိုင်မလို့ယုံကြည်ပါတယ်ဆိုတော့အချိန်ပေးချင်ပါတယ် အားလုံးရဲ့အချိန်စီသွားပါပြီဆိုတော့ Thora ဆိုတဲ့စကားလုံးကအင်မတန်မှစိတ်ဝင်စားစရာကောင်းတယ်တိတ်တော့မကြဘူးပင်မဲ့ကျွန်တော်နဲ့သက်ဆိုင်တဲ့စကားလုံးလည်းဖြစ်တယ်ဆိုတော့နောက်ထပ်เนาะဒီတက်လွန်ဆက်တစ်ခုပေးချင်သေးတာကတော့အဲ့ Thora ဆိုတဲ့ဒီတို့ဒီဂျူးတွေရဲ့ကျန်းစာငါးအုပ်ကလည်းကျွန်တော်ရဲ့ကျန်းထဲမှာရှိတဲ့ဒီမှာဟောင်းကျန်းထဲမှာရှိတဲ့ကျန်းစာငါးအုပ်နဲ့တိုက်ရိုက် အာဓာတ်တူညီတဲ့အရာဖြစ်တယ်။ကဘာဦးချံ၊ထွမြောက်ရာချံ၊ဝေါ်ပြုတ်ရာချံ၊တောလျာချံ၊တရားဟောချံဆိုမှ၅ချံ။အာဒီဖရာခင်ကနေမှမောရှေကိုပေးတဲ့အရာထဲကနေမောရှေကနေမှအေဒီလာလူမျိုးများကိုပြင်လဲပြီးတော့မှပေးတဲ့ကျမ်းချက်လည်းဖြစ်တယ်ဆိုတော့ဒီ Torah စကားလုံးရဲ့အတိတ်ဘက်ကပါလေ။နောက်တစ်ပတ်မှဒီရဲ့အဖြေကိုပေးတော့မှဖြစ်တယ်။အရောက်တိုင်းပဲဖျားရှင်ကောင်းကြီးပေးပါစေ။